ဒီနေ့တော့ UK ကဆန္ဒပွဲဆန္ဒပြပွဲတွေကြောင်းနေနဲ့ပြောခြင်းတယ် UK မှာပြီးတဲ့ Sunday ကဆန္ဒပြပွဲအကြီးအကျယ်ဖြစ်ခဲ့တယ် UK တမိုင်းတစ်လျှောက်မှမမြင်ဘူးတဲ့ဆန္ဒပြပွဲမျိုးဖြစ်ခဲ့တယ်ဘာကြောင့်ဖြစ်ခဲ့ရလဲဘာကြောင့်လဲဘာအတွက်လဲအဓိကကတော့ immigration ပေါ့ immigration ဆိုတာတဲ့ immigration ကပိုဆိုးတဲ့ပြဿနာပေါ့ immigration ဆိုတာကိုယ့်ရဲ့နိုင်ငံခြားကနေဝင်လာတဲ့လူမျိုးချား ဘာသာကြားတွေရဲ့ပြဿနာပေါ့ခုကအိုက်တက်ကိုပို့ဆိုလာပြီဘာဖြစ်လဲဆိုတော့ UK မျိုးတွေတမျိုးလုံးကတချို့ကဒီပေါ့နော်ဂျာကျွန်တော်ဘာသာရေးစကားပြောတာမဟုတ်ဘူးလူမျိုးရေးဆိုဘာသာပြောတာမဟုတ်ဘူးအကုန်လုံးကဘာဖြစ်လဲဆိုမွတ်စလင်ဖြစ်ကုန်ကြတယ်အဲမွတ်စလင်တွေကဒီတိုင်းနေတာမဟုတ်ဘူးဘာဖြစ်ကြလဲဆိုတော့သူတို့မွတ်စလင်ကနေပြီးတော့ဟိုသူတို့ရဲ့ရပိုင်ခွင့်တွေတောင်းလာကြတယ်ခုဘလောက်ထိအချင်းနေဆိုးလာတယ်ဆိုရင် UK မှာအင်္ဂလန်မှာအင်္ဂလန်ရဲ့အလံကိုလွှင့်ရင် အဲ့ဒါအဖြစ်ဖြစ်တယ်ဆိုပြီးတော့ဥပဒေပြဋ္ဌာန်းဖို့ပဝန်းကျင်တွေမှာဖြစ်လာတယ်ဆိုလိုတာကယူကရိန်းနိုင်ငံမှာနေပြီး UK အလံကိုကရင်တော်မှအဲ့ဒါအိုင်ဘလူးကအဖြစ်ဖြစ်တယ်ဆိုတော့ဥပဒေမျိုးထိကိုလုတ်လာကြတယ်ဆိုတော့မွတ်စင်ဦးရေက UK မှာအယံများလာတယ်ဖလေတွေနဲ့ရောက်လာကြတယ်သူတို့ကိုဘာဖြစ်လဲဆိုရင်ရောက်လာတဲ့လူတွေကိုရင်ဘာဖြစ်လဲဆိုရင်လေးနဲ့ရောက်လာလူတွေကို welcome လုပ်တယ်ဟို full staff ဖိုက်စားဝါတွေမှာထားတယ်အစားအသောက်တွေကျွေးတယ် ါပေမဲ့ဘာဖြစ်လဲဆိုတော့ UK နိုင်ငံစစ်စစ်တွေကဘာဖြစ်လဲဆိုတော့ဟိုစစ်ပြန်နေဒုတိယကမ္ဘာစစ်တက်ခဲ့တဲ့စစ်ဟိုဘယ်နော်ဟိုစစ်သားကြီးတွေကဘာဖြစ်လဲစားကြံဖြစ်အေးတောက်ဆံဖြစ်လို့လမ်းဘေးမှာသူတို့ဘဝကြီးပြတ်နေကြတဲ့အချိန်မှာနိုင်ငံခြားနေပြီးတော့လှေစီးပြီးတော့တရားမဝင်ခိုးဝင်လာတဲ့လူတချို့ကဘာဖြစ်လဲဆိုတော့သူတို့ကိုဥပဒေကြောင်းရဟို channel ပြီးတော့ပေါ့နော်အဲ့ဒီလိုကို5 star ရှိတယ်4 star ရှိတယ် hotel မှာထားတယ်သူတို့ကို breakfast တွေကျွေးတယ်အပြင်မှာဟိုမှာစစ်ပြင်းကြီးတွေဟို UK နိုင်ငံသားစစ်စစ်တွေရဲ့ဝင်ငွေခွန်တွေပေးထားလူတွေမှာတော့အိမ်မရှိရာမရှိလမ်းဘေးမှာဘဝပြင့်နေတဲ့အချိန်မှာနိုင်ငံခြားကတရမွေခိုးဝင်လာတဲ့လူကိုတော့ ဟိုတယ်ကြီးမှာထားတယ်မနေ့စာညစာအေးနဲ့ကျွေးတယ်ရေရေချိုးကန်တွေမှာရေရေချိုးကန်တွေပါရည်နဲ့ရေကူးကန်တွေပါရည်နဲ့အရေကူးကန်တော့မရိုးရေကူးကန်မှာမဟုတ်ဘူး UK ရဲ့ A တဲ့တွေရေကူးကန်မှာနှွေးထားတယ်ရေနွေးရေကူးကန်တွေနဲ့ထားပေးတယ်ဆိုတော့ UK တွေကလူတွေလုံဝကိုမကြိုက်တော့ဘူးဘာဖြစ်လဲဆိုအဲ့ပြင်ကဘာတွေဖြစ်လဲဆိုတော့ဒီ UK တွေမှာခုနကကျွန်တော်ပြောလို့ပေါ့နော်သူတို့အလံကန်ရင်တော့မှအလံပိုင်းကန်ခွင့်မရအောင်လို့လူတွေကအဲ့မွတ်စလင်တွေကဒီပါလီမန်ထဲမှာလည်းဝင်လာကြတယ် ကျွန်တော်တို့ဒီဟိုမျိုးမျိုးအုတ်ချိုရေးစပိုင်းရဆိုင်သူတို့အရင်ကစိတ်ဝင်လာတယ်စိတ်ဝင်လာပြီးဘာဖြစ်ကြလဲဆိုတော့အဲ့ဒီသူတို့အချဲလဲလာကြတယ်ချဲလာတာခုဘလို့ဖြစ်လဲဆိုတော့ဥမာဖြစ်ကျွန်တော်တို့ UK လန်ဒန်ရဲ့မျိုးတော်ပေါ်ဆိုရင်မွတ်စလင်မျိုးပေါင်း12မျိုးနဲ့ရှိတဲ့ထက်မှ10မျိုးနဲ့လောက်ကမွတ်စလင်တွေဥစည်းသွားတယ်ဒါပေမဲ့သူရဲ့လူကြီးရဲ့68တန်းမှာလူ UK က2တန်းတော့မဖြစ်ဘူး68ရဲ့ ရဲသမ်းမှာနှစ်သန်းတော့မရှိလူဦးရေကအလိုတွေကြုတ်ကင်လာတယ်ဆိုတော့လူတွေကလုံးဝမခံစားနိုင်လို့ပေါက်ကွဲလာအဲကြောင့်ခုမ UK မှာကျွန်တော်တို့ပေါ့နော်ဒီအကုန်လုံးပေါ့နော်ပါလီမန်တစ်ခုလုံးကိုဖျက်သိမ်းရမယ်နောက်ထပ်ဟိုခုလက်ရှိပါလီမန်မှာသူတို့စိတ်ဝင်နေတဲ့နိုင်ငံခြားသားတွေပေါ့နော်အဲ့ဒါကိုသူတို့လုံးဝလက်မခံနိုင်ဘူးအဲ့ဒါကိုပြန်ဖျက်ပြင်မယ်သူတို့လူသစ်တွေပြန်ရွေးမယ်ဆိုပြီးဆန္ဒပြနေကြလာဖြစ်မဖြစ်တော့ကျွန်တော်စောင့်ကြည့်ရမယ်အဲ့ဘယ်လိုဖြစ်မလို့ဆိုကြည့်ရမယ်โอเคကျွန်တော်ဒီ UK ကနေ ဟိုပေးလာတဲ့ဗောနော်သင်္ကန်းစားတစ်ခုကိုလည်းကျွန်တော်ရလိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ် bye bye